ရန်မုံငွေပွဲမှာတော့မချန်ပြင်းမှာပဲဆိုတဲ့အချစ်တော် Diego Costa တချိန်တုန်းက Diego Costa က Chelsea ကန်တွင်အသင်းတော်ကစားခဲ့တဲ့ပွဲမှာပွဲကြည့်ပရိသတ်တွေနဲ့ social media ပရိသတ်တွေကိုသူ့ရဲ့ပုံစံဟောင်းတိုင်းပဲရန်လိုတဲ့အပြုအမူတွေနဲ့သတိရစေခဲ့ပါတယ် Chelsea ဘက်က Peter Cech, John Terry, Eden Hazard တို့လိုကစားသမားတွေနဲ့ Liverpool ဘက်က Pepe Rone, Ryan Bebe တို့လိုမျိုးကစားသမားတွေပါဝင်ခဲ့တဲ့မိသားစုဆန်တဲ့ချစ်ချစ်ပွဲရဲ့အငွေသက်က Costa ကြောင့်မလို့မကြခင်မှာပျောက်ကွယ်သွားခဲ့ရပါတယ် ပွဲတွင်းမှာလေဘာဘူးနောက်ကလူမာတင်ရှင်တွေကကော့စတာအပေါ်မှာပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့ပြီးတဲ့နောက်ကော့စတာကချက်ချင်းထရက်ပြီးတော့ Slovakia ကစားသမားတွေစကားများရန်ဖြစ်ခဲ့ပါတယ်။ဒါပြင်ဒိုင်လူကြီးကအချိန်တွေကိုထိန်းသိမ်းမှုစ조사နေချိန်မှာတော့မှကော့စတာကဘောလုံးကန်ပြီးသွားတဲ့ရှင်တဲ့ကြောဘက်ကိုဝင်ရောက်တိုက်ခိုက်ခြင်းနဲ့လက်စားချေခဲ့ပါတယ်။အရေးပြုမှုကြောင့်မလို့ကော့စတာဟာအဝါကပ်ပြသခံရပြီးတော့ရှင်တဲ့နဲ့အချင်းများမှုဟာဆက်ရှိနေခဲ့ရပါတယ်။ဘောလုံးကြောင့်မဲ့ချက်ဘေးသူတူက သူတို့တိုင်းတာမလွန်သေးတော့ဒီလိုဖြစ်တာမျိုးကျွန်တော်ဂီးမဆိုင်ပါဘူးလို့မှတ်ချက်ပေးရေးခဲ့ရတဲ့အထိပဲဖြစ်ပါရီဒီလိုဖြစ်ရမျိုးဟာသူတို့နှစ်ဦးစလုံးအတွက်ပထမဆုံးအကြိမ်မဟုတ်ပဲ2015ခုနှစ်တုန်းကလီဗာပူးကို၃ဂိုးတကူးနဲ့ရှုံးခဲ့တဲ့ပွဲမှာကော့စတာကရှင်တေကို၆နဲ့နင်းခဲ့တယ်လို့ယူဆရတဲ့အပြုမူကြောင့်အနီကက်ကနေပြီးတော့ကံကောင်းထောင်းမှစွာလွတ်မြောက်ခဲ့မှုပါရီကန်ဝင်ပွဲမှာကော့စတာဟာမာတင်ကယ်ရီရဲ့ပြင်းထန်တဲ့စင်ခေါ်မှုအပြီးမှာအင်္ဂလိပ်ကစားသမားကိုထိုးနှက်တုံ့ပြန်ခဲ့ပါသေးတယ် အသက်39နှစ်ရှိပြီဖြစ်တဲ့ကော့စတာရဲ့ဂန်နဝင်ပွဲမှာမြင်တွေ့ရတဲ့ပုံစံကြောင့်မလို့ပရိသတ်တွေကဆိုရှယ်မီဒီယာပေါ်မှာဝေဖန်ချက်များစွာပေးခဲ့ကြပြီးတော့လူရီယာတကယ်မပြောင်းလဲပါဘူးဒီကိုကော့စတာကအဲ့ဒါကိုပြန်ပြီးတော့တတိယစီရယ်လို့တူကမှတ်ချက်ပေးခဲ့တယ်လို့နောက်ထပ်တူကလည်းဒီကိုကော့စတာကအမြဲတမ်းဒီကိုကော့စတာပါပဲသူ့အတွက်ချစ်ချစ်ပွဲဆိုတာမရှိပါဘူးလို့ပြောဆိုခဲ့ကြပါတယ်သူကခြေစည်းရဲ့မာကြောပြီးတော့တိုက်ခိုက်ရေးဆန်တဲ့ဂုံပုတ်ကိုအားဖြည့်ပေးခဲ့တဲ့ကစားသမားပဲဖြစ်ပါလိမ့် သူ့ရဲ့ပွဲတိုင်းမှာအာဂုံထုတ်ကစားဟန်ကချယ်ဆီပရိသတ်တွေရဲ့စိတ်နှလုံးကိုဖန်ဆားခဲ့ပြီးတော့ခတ်တန်ဂျန်တန်နဲ့ကစားသမားဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ဒီဂိုကော့စတာချယ်ဆီအတွက်ခက်တခက်ကိုကိုးစားပြုခဲ့တဲ့အသင်းအတွက်အလွန်အရေးပါပြီးတက်ရောက်မှုရှိတဲ့ကစားသမားတူဖြစ်တယ်လို့ပြောနိုင်ပါပြီ။သူ့ချယ်ဆီပရိသတ်တွေကချစ်ခင်ယာရီရဲ့ဇီယိုက်ဂျန်တန်တိုက်စင်မှုအဖြစ်သတ်မှတ်ကြပါပြီ။သူကချယ်ဆီတွင်2014-15နှစ်2016-19ခုနှစ်တွေမှာပရီးမီးယားလိဖလားနှစ်ကြိမ်နဲ့2015ခုနှစ်လိဖလားတို့ကိုစုကူးရမှာအကြီးကကစားသမားဖြစ်ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Atletico Madrid ကို3ချိန်ပြောင်းရွှေ့က2020ခုနှစ်မှာ Wolves နဲ့အင်္ဂလန်ကိုခဏပြန်လာခဲ့ပါသည်။